တော်မဲမင်္ဂလာပါဆိုတော့ကျွန်တော်ချက်စီအသင်းနဲ့ Brandford အသင်းတို့ရဲ့ရှင်ပြိုင်မှုအပြီးမှာတော့နှစ်ဖက်အသင်းအနေနဲ့တယောက်မှတွင်ကိုရရှိခြင်းမရှိဘဲနဲ့တေရလက်နဲ့ပြီးဆုံးခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီရလက်ဟာချက်စီပြိတ္တတွေအတော်တော်မျောလင်းထားတဲ့အတိုင်းဖြစ်မလာခဲ့တဲ့ရလက်တစ်ခုလို့လည်း ပြောလို့ရတာဖြစ်တယ်။ Brandford ရဲ့ဝေးဝန်းကိုသွားကစားတဲ့ပွဲစဉ်တွေ Brandford နဲ့တွေ့တဲ့အခြေအနေမှာ Chelsea သင်းဟာရုံးကန်ရလေးရှိတယ်ပေါ့နော်။ဆိုတော့ဒီတစ်ခေါက်မှာလည်း Chelsea သင်းကပထမပိုင်းကစားဖို့ဆိုလို့ရှိရင်ပို့ပြီးတော့ Chelsea ပြိုင်သက်တွေအတွက်အထင်သာစီတဲ့အနေအထားမျိုးတွေရှိတယ်။ဒုတိယပိုင်းမှာတော့ Chelsea သင်းအနေနဲ့တိုးတက်လာတဲ့ Hanjep တွေမြင်ရပေမဲ့လေ Chelsea သင်းရဲ့ကစားနေတဲ့ပုံစံဟာအနိုင်ရလက်ရရှိဖို့အတွက်ထိုက်တန်တဲ့ခြေစွမ်းမျိုးအဆင့်တန်းမျိုးမှာရှိမနေဘူးဆိုတော့ အားလုံးမျက်မြင်ကိုတွေ့မြင်တွေ့ကြရတာဖြစ်တယ်ဆိုတော့ဒီပွဲလေးနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်လေးတွေကိုဒီလေးမှာအနည်းငယ်လေးမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော် Chelsea အသင်းအနေနဲ့မနေ့ကပွဲစဉ်မှာ formation နဲ့ line နဲ့အနည်းငယ်အပြောင်းလေးရှိတယ်ဘာလို့လဲဆိုတော့အဓိက player ဖြစ်တဲ့ Cooper မှာဟာကျွန်တော်တို့ကြွက်သားတန်ရာရရှိခဲ့မှုကြောင့်သူ့ရဲ့နိုင်ငံပွဲစဉ်အချို့လွှဲချော်ထားတာရှိတဲ့အတွက်သူ့ကိုအနာပေးချင်တာလည်းပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့ထုတ်သုံးလိုက်ရတာပဲပေါ့နော်ဒါပေမဲ့ ဒီအန်โซမာစကာရဲ့လူထုပ်ပုံအချို့ကတော့နည်းနည်းလေးဝေဖန်စရာထားမှုဖြစ်တယ် first line နဲ့မှာတိုက်စစ်မှာအကန့်ကူကိုထည့်ထားတယ်ဆိုတော့ပေချမ်းမှာကျွန်တော်တို့စံချုံနဲ့ညာချမ်းမှာမာတွေကြီးပေါ့နော် ပြောရရင်ချက်စီးသင်းရဲ့တောင်ပန်တွေဟာအဲစံချိုကလည်းရုံးကန်တယ်ဆိုမှမနေ့ကပွဲစဉ်မှာတော့ performance ထွက်ဖို့အတွက်တော်တော်လေးဟိုကျွန်တော်တို့အားမရတဲ့အပိုင်းတွေရှိတယ်ဒီလိုပဲမာတူဂီကလည်း ဟို Mars ကသာကြိုက်လို့တုံးနေတာပေါ့เนาะတကယ်တကယ်တမ်းမှာကျွန်တော်တို့အများကြီးလိုအပ်ချက်ရှိနေတဲ့ကစားသမားအဖြစ်ကျွန်တော်တို့တွေ့မြင်ခဲ့ရတာဖြစ်တယ်။လိုပဲကွင်းလယ်ပိုင်းမှာဆိုလို့ရှိရင်လည်း Mars ကအနေနဲ့ကျွန်တော်တို့အန်ဆိုဖာနန်ဒက်ဒူဘရီဟောဆိုတဲ့အနေထားမျိုးရဲ့ကန်စီရိုနဲ့ကုစတိုကိုကုစတိုနည်းနည်းလေး inverted ပုံစံမျိုးဝင်ခိုင်းပြီးတော့ကစားခိုင်းနေပေါ့เนาะဒါကလည်း ညော်မန်းထားတဲ့လောက်ကြီးတိတ်ပြီးအလုံးမဖြစ်ဘူးအန်ဆိုဖာနန်ဒက်စီကတချို့သောစူပါဘောတွေထွက်တဲ့ဆိုပေမဲ့လည်းတကယ်တကယ်ရမ်းမှာတော့ကျွန်တော်တို့တိုက်စစ်မှာကရှာဖြစ်တဲ့အဆုံးသက်ပေးနိုင်မယ် finishing ကောက်ကောက်လုပ်ပေးနိုင်မယ်အစားသမားမျိုးကရှိမနေတာကိုတွေ့ရတယ်တော့ကိုယ်လည်းပိုင်းအသာစီးရယူမှုအပိုင်းမှာတော့ Chelsea အသင်းနေနဲ့ Bradford ကိုအနေငယ်လေးဟိုအသာစီးရယူနိုင်နေဆိုပေမဲ့လေဟိုဒီ Dubry Hall Fernandez ကိုင်စီရိုဆိုတဲ့အတွဲဟာကျွန်တော်တို့ဟိုထင်ထားသလောက်ကြီးဟိုလမိုင်းမကတ်တာကိုတွေးရတယ်ပေါ့နော်ဒါကသူတို့တွဲကစားရတဲ့ကစားချင်းကလည်းအရန်နဲတာလည်းပါတယ်ပေါ့နော်စောကြီးတွေကလည်းဒါမျိုးအခင်းချင်းပေါ့အထူးသဖြင့်ဟို proper ဖြစ်တဲ့အခင်းချင်းတစ်ခုချက်စီးတဲ့မှာရှိမနေပဲနဲ့ဒီလူကောင်းနေသေးဒီလူသုံးဒီလူ သုံးလို့တိတ်အဆင်မပြေတော့ဆိုရင်နောက်တစ်မျိုးထပ်ကြံမယ်ဆိုတဲ့အထားမျိုးဖြစ်နေတယ် plan a plan b ကိုကောင်းကောင်းချမှတ်ထားပြီးတော့အများရန်နော်ဘလို့ပဲကစားသမားချိန်ပေါင်းဖြစ်ဖြစ်သူတို့ဂျာကာ connection တွေကတကယ်ကို proper ဖြစ်တယ်ဆိုတဲ့အနေအထားမျိုးတွေနဲ့ကင်းွာခဲ့တာကိုတွေ့ရတယ်ခါစစ်မှာလည်း rejain ကျွန်တော်တို့တစ်ဖက်မှာအထိုစင်နဲ့ချာလာဘာတို့ကိုတုံးခဲ့တယ်ပေါ့ကိုယ်ဝဲကိုအနာပေးတယ်ဆိုတော့ခါစစ်ပိုင်းကလည်းဟိုမကောင်းမှုတော့မပြောလို့ပဲခုနကစကားနဲ့ပဲပြန်ပြောရရင် proper ထိုင်ကြနေတဲ့လုံးဝ strongly အထိုင်ကြနေတဲ့ကစားသမားအတွဲဖက်မျိုးတွေမဟုတ်တော့ကြတော့အဲပြိုင်ဘက်ကိုတေချာပြန်ပြီးတော့ဟိုအထက်ပြန်လုတဲ့အချိန်ပါပဲဖြစ်ဖြစ် defense လုံးမှာ defense လုံးရတာပဲဖြစ်ဖြစ် shot ဖြစ်မနေတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့ဒါတွေကပထမပိုင်းမှာအားနည်းချက်တွေဖြစ်တယ်ဒုတိယပိုင်းမှာတော့ခုနပြောလိုပေါ့ဗျာပထမပိုင်းကစားရတဲ့အရှိန်လေးကြောင့် Chelsea တင်းနေနဲ့ ပြန်ပြီးတော့ Brandford ဘက်ကို PR တွေတောက်လျှောက်ဆိုသလိုပေးနိုင်တယ်။အန်ကန်ကူနဲ့ Nicholas Jackson ကိုလည်းပထမပိုင်းပြီးတဲ့ချိန်မှာပဲဒါ Mask နဲ့လဲခဲ့တယ်။ဆိုတော့ဒီလိုလဲခဲ့တဲ့အပေါ်မှာလည်းသူကိုဒရင်းတော့နေရာမေးတယ်ပေါ့နော်။အန်ကန်ကိုဘာလို့ဒီလိုမျိုးချက်ချင်းလဲလိုက်တာလဲဆိုတော့သူကဖြေပါတယ်။တခြားယူရကြတော့မရှိဘူးအန်ကန်ကူဟာအများနဲ့စူးစမ်းကစားနေတဲ့ပလေယာတယောက်ဆိုတာတို့မျက်မြင်အများနဲ့မြင်တွေ့နေရတဲ့ကစားသမားပဲပေါ့နော်20 session တွေမှာဆိုလို့ရှိရင်လည်း အင်္ဂါကူဟာတကယ်ကိုကောင်းမွန်တဲ့ခြေစွမ်းလေးကိုပြတ်သားလေးရှိသလိုသူတို့တို့အရေးပါတဲ့ကစားသမားဒီကနေ့ပွဲစဉ်မှာလည်းသူအကောင်းဆုံးလုပ်တယ်ဒါပေမဲ့ဒုတိယပိုင်းမှာတော့သူဒီငငယ်လေးထားရဖြစ်နေပြီပေါ့နော်မောပန်းနေရလို့သူမြင်တဲ့အတွက်ကြောင့်မလို့သူ့နေရာမှာ neglect justin ကိုအစားထိုးဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်ဆိုပြီးတော့ပြောခဲ့တယ်ပြီးတော့သူတို့အတွက်ချန်ပီယံလိဝင်ခွင့်ဟာဆိုလို့ရှိရင်တကယ်ကိုဟိုအရေးကြီးတယ်ပေါ့နော်မာစကာတော့ပြောသွားတယ်အရေးကြီးတဲ့အနေထားတည်းဖြစ်တဲ့အလျောက်သူတို့ကတော့အကောင်းဆုံး ရှင်းပြိုင်ခဲ့တယ်လို့တော့ပြောသွားတယ်။ဒါပေမဲ့ဘယ်လိုပဲပြောပြောဒုတိယပိုင်းမှာလည်း Chelsea အသင်းဒီအဲခုနပြောလို့ Nicholas Jackson ကို as of Fernandez ခင်းမိလိုက်တဲ့အလုံးတွေပါဆိုလို့ရှိရင်တော့နည်းနည်းလေးရှင်းခုံစရာဖြစ်ပေမဲ့ဂျန်တဲ့အပိုင်းမှာတော့ဟိုအဲ့လောက်ထိကိုရမယ်ဆိုတဲ့ခံစားချက်မျိုးကျွန်တော်တို့မရဘူး။ဘာလို့ဆိုဒီတိုက်စစ်မှာတယောက်ပဲအမြဲတမ်း Nicholas Justin တယောက်ပဲ အမြဲတမ်းမျှအုပ်ထိပ်ကြီးမှာသူပဲရှိတယ်ဂျန်နစ်ကစားသမားတွေက box တဲကိုပြင်းဝင်တာတွေပေါ့နော်ပြီးလို့ရှိရင်နေရာယူတဲ့ position changes တွေ transfer တွေကလည်းအလောက်ထိအသင်းကြီးတသိဆိုတဲ့ပုံစံမျိုးကျွန်တော်မတွေ့ခဲ့ရဘူးတောင်မန်းတွေဆွဲပြေးမယ်အထဲကိုရိုက်တင်မယ်ဒီလောက်ပဲဖြတ်တင်မယ်ဒီလောက်ပဲ open play တွေကနေပြီးတော့ one two တွေရိုက်ပြီးတော့ဒါတစ်ချိန်ကကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့ hazard william oscar တို့လိုမျိုးပေါ့နော်1 2 1 2တွေရိုက်ပြီးတော့ ပေါက်တဲကိုပြေးဝင်ပြီးတော့အဆုံးသတ်သွားတာမျိုးတွေပါလိမတွေ့ရဘူးတိုက်စီကစားသမားကလည်းဒါပြိုင်မက်ခန်းစီကစားသမားရဲ့ဂျားထဲမှာအများနဲ့ညံ့နေတယ်တလုံးတလေထွက်သွားရင်လေဘာမှသိပြီးတော့ထူးထူးခြားခြားပြောင်းလဲနိုင်လောက်တဲ့အခြေစွမ်းမျိုးမှာရှိမနေဘူးပေါ့နော်ဆိုတော့ overall ပြောလိုက်မယ်ဆိုလို့ရှိရင်တော့ Chelsea အသင်းကိုကဒါ Brandford ကိုတော့ကျွန်တော်ထည့်ပြောစရာမလိုဘူးပြ Chelsea အသင်းကိုကအနိုင်ရနိုင်တဲ့ခြေစွမ်းမျိုးမရှိခဲ့လို့ဒါတေးရလည်းနဲ့ဂျင်းရခဲ့ရတယ်လို့မြင်နေဒါတော့မှခုနကကျွန်တော် ပွဲတိုင်းလုံးမှာမြင်တွေ့နေရတဲ့တစ်ဖက်ကကောင်တာတွေပြန်ဆင်လာလို့ရှိရင်ချက်စီးသေးနေနဲ့အများရန်ဟိုဟာကွက်တွေရှိတယ်အများရန်ကိုပေါက်ရှိမှာခွင့်ပြုပေးရတဲ့အပိုင်းနေပေါ့နော်တစ်ဖက်ကဒါကို finishing ကောင်းကောင်းနဲ့အဆုံးမသတ်နိုင်ခဲ့လို့သာချက်စီးသေးကတည်ကြခဲ့တာဖြစ်ပြီးတော့ကပ္ပတင်ရှုံးသွားနိုင်တယ်ဆိုတော့ထောက်ပြချင်တာဖြစ်ပါတယ်ဆိုတော့ဒါကတော့မနေ့ကကစားခဲ့တဲ့ Brentford ချက်စီးသေးတည်ကြခဲ့တဲ့ပွဲစဉ်တွေကျွန်တော်ရဲ့ပွဲပြီးအမြင်လေးတွေပဲဖြစ်ပါတယ်ညီကိုပရိသတ်တွေရဲ့အမြင်လေးတွေကိုလည်းအောက်က comment box တွေမှာဝင်ရောက်မှတ်ချက်ပေးရေးသားသွားနိုင်ပါတယ်အားလုံးပဲ see you next video ပါနော်